ပုံနာကြီးတယောက်ကမြတ်စွာဘုရားကိုလာပြီးတော့ဆဲတယ်ဆဲတဲ့အခါမှာမြတ်စွာဘုရားကအตาလေးပဲနားထောင်ပုံနာကြီးဆဲလို့ပြီးပြီဆိုတဲ့အခါကျတော့မြတ်စွာဘုရားကဥပမာလေးတစ်ခုပြောတယ်အေးငါတစ်ခုပြောမယ်တဲ့မင်းအိမ်လာတဲ့အခါကျတော့ဧည့်သည်တွေကိုမုတ်ပဲတေးစာတွေနဲ့အဲ့မခံဘူးလားတဲ့အခံတယ် အဲ့လိုအခန့်နဲ့ဘုံပဲတရေစာတွေကိုဧည့်သည်ကမစားဘူးလက်မခံဘူးယူမသွားဘူးဆိုလို့ရှိရင်ဒီပစ္စည်းကဘု து ဟာလဲစာဟာကျုပ်ဟာပဲပေါ့အေးအဲ့တိုင်းပဲမင်းဆဲတာတွေကတခုမှလက်မခံဘူးဆဲတာတွေကမင်းဟာတွေပဲလို့ပြောလိုက်တယ်လက်မခံတဲ့လက်ဆောင်တဲ့လူတယောက်ဟာလူတယောက်ကကိုယ်ကိုလာစော်ကားလို့ဆဲလိုက်ပြီးကိုကဒေါသထွက်လိုက်ပြီးဆိုရင်ဒါလက်ခံလိုက်တာပဲအတိမတ်ပြုတ်လိုက်တာလေသူက အဲ့ဒါလို့ကိုအတိမတ်မပြုတ်ပဲနေတာဟာလက်မခံတဲ့လက်ဆောင်ပဲဘယ်လိုပဲကိုဆေးရည်ချင်းဆိုရယ်လက်ဆောင်နေလာပေးပေးကိုကလက်မခံမဲနဲ့နေရသို့တော်လောကလူသားတွေကအဲ့ဒါကိုအရှုံးပေးတယ်လို့ထင်တယ်ဖျားအမှုရှိတဲ့အရိယသူတော်ကောင်းတွေကြတော့အဲ့ဒါကအနိုင်ယူတယ်လို့ပြောတာเนาะခုတ္တနာမှာဒေါသမဖြစ်အောင်မထိန်နိုင်တဲ့အခါအဲ့ဒီပုဂ္ဂိုလ်ဟာအနိုင်ရတယ်လို့ပြောတယ် ော်အမြင်ချင်းကမတူဘူးတမန်လူတွေကတော့ဟဲ့မခံနဲ့ဒီလောက်စောကတော့မခံနဲ့နင်ကြောက်လို့လားငါဝိုင်းလုံးပဲဆိုရသူကအားပေးတဲ့သူကအရှိသေးအရာထဲမှာဆိုရနော်အဲ့လိုမဟုတ်ဘူးဒီလိုကိုယ်လာဆဲရတဲ့ပုဂ္ဂိုလ်ကိုမတုံ့ပြန်ပဲနေတာဟာဒါအနိုင်ယူခြင်းပဲလို့ဒီလိုပြောတာဒါဘုရားရသော်ဘုရားရဲ့အမြင်ကဒါအနိုင်ယူခြင်းဘု து ကိုအနိုင်ယူလိုက်တာတော့ဆိုရင် ကိုယ့်ရင်ထဲမှာဖြစ်လာတဲ့ဒေါသကိုနိုင်ယူတာကိုယ်ရှုံးတာကကိုယ်ရှုံးမှလည်းမသိလိုက်ဘူးတိုင်မှလည်းမသိဘူးသူကဟိုတစ်ဖက်သားကိုသာကိုယ်ကကြည့်တာဟိုတစ်ဖက်သားကိုပြန်ပြောလိုက်လို့ရှင်ဟိုလူငြိမ်သွားလို့ရှင်ကိုယ်ကတိုင်တယ်လို့ထင်တာမဟုတ်ဘူးကိုယ်ကသူ့ကိုရှုံးလိုက်တုံးဆိုဒေါသကိုရှုံးလိုက်တာပဲအဲ့ဒါလို့ရှုံးတာကြတော့သူကမသိဘူးလေ ခုနတစ်ဖက်သားပြန်ပြောင်းလိုက်လို့ကိုကတိုင်ရတဲ့လောက်လေးပဲကိုကတိုင်တယ်လို့ထင်တာမဟုတ်ဘူးကိုဒေါသကိုအရှုံးပေးလိုက်ရဒေါသကိုအရှုံးပေးလိုက်ရလို့ရှင်ဖြစ်တဲ့ဘဝမှာအယုတ်ဆိုးချီးတန့်မှုဆိုတဲ့ဘဝရုပ်ကုန်လွားကြီးပေါ်လာမှာမရှုံးပေဘူးလားအေးဒါကြောင့်မို့လို့ခန္တီဆိုတဲ့တရားနဲ့ဒေါသကိုနှိမ်နှင်းပြီးတော့ထားနိုင်တဲ့ပုံကိုယ်တွေဟာဖြစ်လျက်ဖြစ်လျက်ဘဝမှာချောမောတာပါတဲ့ပုံကိုယ်တွေဖြစ်တယ် လူတိုင်းလူတိုင်းဟာလူကျော်လူသားဖြစ်ချင်ကြတာအချင်းပဲသို့သောဒေါသကိုထိန်းလာလို့ဆိုမထိန်းဘူးတဲ့အဲ့တော့မယုတ်စိုးတို့